ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်။ကြာသာပတေးသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြုံရမယ့်ကံကြမ္မာအဆိုးကောင်းများအတွက်ဒုက္ခကြေပွင့်တဲရော်နမိတ်ကိုတဲရော်ကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ကြပြီးမှဖြစ်ပါတယ်။ဒီဒုက္ခကြေပွင့်တဲ့ဟောစတန်ကိုအပတ်စဉ်တောက်ကြံနေညနေ6:00နာရီမှာပုံမှန်အဖြစ်တော့တင်ပြနေကြဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်တာကာလကျမ်းမာရေးခြေနေရပါနော်။အတန်ဝင်သွားတဲ့အတွက်ဟောစတန်ရိုက်ကူးရေးလေးလုံးမပေးနိုင်တော့အားလုံးက နားလည်ခွင့်လွတ်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်เนาะတောင်းပန်ပါတယ်အဲ့တော့ဟောသရံစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုအယူတော်မင်္ဂလာချမ်းနေပြီးတော့သတင်းစကားလေးတွေပါခြင်းပါတယ်နံပါတ်၁ကတော့ကျွန်တော်တို့အယူတော်မင်္ဂလာချမ်းကိုနေ့တင်ဗုဒ္ဓဦးနေ့ရအပပိတ်ရမရှိပုံမှန်ဖွင့်ပေးနေပါတယ်နေ့တင်ရောက်ရှိလာကြတဲ့လူပေါင်းများစွာကိုထမင်းကျွေးလက်ဖက်ရည်တိုက်ပြီးတော့ အခမဲ့မေတ္တာနဲ့ယရရာချီးပီးနေတဲ့ယရရာအောင်မြေဖြစ်တဲ့အတွက်ခொနည်းသားသမီးရဲ့စေရေးချမ်းသာစွာနဲ့ကျွန်တော်တို့အယူတော်မင်္ဂလာချမ်းကိုလာရောက်နိုင်ပါတယ်နော်။နောက်စာမေးဝဲဖြစ်မဲ့ကျောင်းသူကျောင်းသားတွေကိုအတီးတန့်ပြုလုပ်ပေးတဲ့ပညာရေးတီးတန့်ယရရာအကြောင်းလေးပြောခြင်းပါတယ်။မကြခင်မှာ grade 12ဖြည့်ဆိုကြမယ်ကျောင်းသူကျောင်းသားများအတွက်ပညာရေးတီးတန့်ယရရာတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဲ့တော့ကိုစောင်းမွက်ပြေသွားကြမယ်ကျောင်းသူကျောင်းသားတွေအယူတော်မင်္ဂလာခြံကိုပညာရေးသီးသန့်ရရလာပြီးတော့ခြေနိုင်ပါလေအဲ့တော့ပညာရေးသီးသန့်ရရခြေမဲ့ရက်ကတော့၈ရက်ကနေ15ရက်ဖြစ်ပါတယ်၃လပိုင်း၈ရက်နေ့ကနေပြီးတော့15ရက်ကြိုက်တဲ့ရက်လာလို့ရပါတယ်ဒါကြောင့်ကျွန်တော်နန်းနဲ့ရှင်းနာယူအရောက်လာခဲ့ရမှာဖြစ်ပါတယ်ဘောပင်ပေတန်းခုံနံပါတ်ကတ်တွေကိုယူဆောင်လာမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ ဈေးကောလက်ပွင့်မျက်နှာပွင့်ဆေးဖော်ပွဲအကြောင်းပြောတင်ပါတယ်အဲ့ဒါကတော့လာမယ့်တပေါင်းလာပြည့်နေ့အင်္ဂလိပ်ရက်နဲ့ပြောမယ်ဆိုရင်တော့7ရက်3လ2025ခုကြာသာပတေးနေ့မှာဈေးကောလက်ပွင့်မျက်နှာပွင့်ပီယာဆေးတော်ကြီးဆေးဖော်ပွဲရှိပါတယ်အဲ့တော့ဆေးဖော်ပွဲမှာကိုယ်တိုင်ကိုကြလာပြီးတော့ဆင်နွှဲနိုင်တယ်လို့ကိုယ်တိုင်ကိုကြလာရောက်ဆင်နိုင်ဆင်နွှဲကြတဲ့လူတွေကိုလည်းပဲတပေါင်းလာပြည့်နေ့ညပေါင်းစည်းတဲ့ဒဏ်နေနဲ့ပေါ်ထားတဲ့ ဈေးကော်လက်ပွင့်မျက်နှာပွင့်ပီယာဆေးတော်ကြီးကိုပူပူနွေးနွေးကိုပြန်လဲပြီးတော့လက်ဆောင်ပေးมาဖြစ်ပါတယ်အဲ့တော့ဆေးဘော်ဆေးတော်ကြီးပေါ်ပွဲကိုလာရောက်ကြမဲ့သူတွေက73ရက်3လ2025ကြာသာပတိနေ့ညနေ4နာရီလောက်အရောက်အမှတ်ပုံတင်ယူပြီးတော့ညအိမ်လာခဲ့ရမှာဖြစ်ပါတယ်တညာလုံးဆေးပေါ်ပွဲကျင်းပမှာဖြစ်ပါတယ်เนาะ ။နောက်ဓာကြီးလေးပါးရဲ့နေရာအကြောင်းလေးပြောချင်ပါတယ်။အဲ့ဒါကတော့အဘာမင်းတင်က ကျွန်တော်တို့ရဲ့ဆရာသမားဆရာသခင်အဘာမင်းတင်ကရှိတဲ့ကာလတော်မှာလေးကအပတ်စဉ်အင်္ဂါနေ့ညတိုင်းပြုလုပ်နေကြဓာကြီးလေးပါးအလှရေရာပွဲကြီးကိုကျွန်တော်အယူရောမင်္ဂလာချမ်းမှာအပတ်စဉ်အင်္ဂါနေ့ညတိုင်းပြုလုပ်ပေးနေပြီဖြစ်ပါတယ်။ဓာကြီးလေးပါးရဲ့နေရာ ခြေကျင်တဲ့လူတွေဟာအင်္ဂါနေ့ညနေ9နာရီလောက်နောက်ဆုံးထားပြီးတော့အရောက်လာခဲ့ရမှာဖြစ်ပြီးတော့ မှတ်ပုံနေနဲ့တရားရှင်လုံးပတိယူဆောင်လာမှာဖြစ်ပါတယ်เนาะနောက်ဘေရင်လက္ခဏာဆရာပြစ်တင်တဲ့အကြောင်း ပြောပါမယ်ဘေရင်ပညာဂံမိဒပညာရည်ကိုဆရာပြစ်လေ့လာတင်ကြားတက်မြောက်လူသူများအနေနဲ့ကျွန်တော်ယူတော်မင်္ဂလာချမ်းမှာလစဉ်24ရက်နေ့ရနေပြီးတော့လကုံရက်ဒီပေါ့နော်ရှေ့ရက်တာဘေရင်လက္ခဏာဆရာပြစ်တင်တဲ့ရှိပါတယ် ဲတော့သင်တန်းတက်ခြင်းတဲ့လူတွေဘေရင်ပညာဝါဒနာပါလို့သင်တန်းတက်ခြင်းတဲ့လူတွေရောဘေရင်ပညာရနဲ့အတမွေးဝမ်းကြောင်းပြုလို့တဲ့လူတွေရောသင်တန်းတက်ခြင်းတဲ့ဆိုရင်3မြင်သော2025ဘေရင်လက္ခဏာဆရာပြစ်သင်တန်းကို3လပိုင်း20 20ရက်နေ့နောက်ဆုံးထပြီးတော့ဆက်သွယ်သင်တန်းအပ်နိုင်ပါပြီเนาะအခမဲ့သင်ပေးတဲ့ပညာဒါနဘေရင်သင်တန်းဖြစ်ပါတယ် နောက်ကျွန်တော်တို့အယူတော်မင်္ဂလာချမ်းရဲ့ location အကဲကဲကြောင့်အဲဖုန်းနံပါတ်39692 3958ဆိုတဲ့ဖုန်းနံပါတ်ကိုစတင်ပြီးတော့ပြောင်းလဲပြီးတော့အသုံးပြုတော့မှာဖြစ်ပါတယ်။ online hostran တွေကိုတော့ line ကဲကဲကြောင့်နားထားပါတယ်။ hostran အဟောင်းတွေကိုတော့ကျွန်တော်တို့အာတာဝန်ယူပြီးတော့အရောက်ပြန်လဲပို့ပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ ကြာသာပရိသတ်သမီးတွေအတွက်တေရော်နမိဖတ်ကြပေးမှာဖြစ်ပါတယ်။ကြာသာပရိသတ်သမီးတွေအတွက်ကြာလာတဲ့တေရော်နမိကကြတော့အေဂရစ်ဆိုတဲ့တေရော်နမိဖြစ်ပါတယ်။အေဂရစ်ဆိုတာဘယင်နမိဖြစ်တာပေါ့နော်။ဘယင်နမိဖြစ်တယ်။ဒီနမိကကြတော့ဘာကိုညွှန်ပြတာလဲဆိုတော့ဟာစိတ်ကူးတွေနဲ့လက်တွေနဲ့တသားတွေမကြတာပေါ့နော်။တကယ်တော့ကန္တရာရဆိုရင်တော့ကန္တရာကောင်းတယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုရင်ဖြစ်နိုင်တယ်။အောင်မြင်နိုင်မအောင်မြင်နိုင်ဆိုရင်အောင်မြင်နိုင်တယ်။ ဒါမှဂျာသာဝတိသားသမီးကဘလို့ဖြစ်နေလဲဆိုတော့စိတ်ကူးနေစိတ်ကူးရင်လည်းဘဝမှာပဲယက်နေတာပေါ့ယက်နေတဲ့အခါကျတော့မဖြစ်ဘူးပေါ့မောင်မြင်းဘူးပေါ့အဲ့လိုနမိမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ဂျာသာဝတိသားသမီးတွေကိုအကြံဉာဏ်ပေးတင်တာကလို့ရင်လို့ရင်ကောင်းမလားမကောင်းလားပေါ့နော်လို့တင်လားမလို့တင်ဘူးလားစဉ်းစားမနေပါနဲ့စိတ်ကူးပေါ်လို့ချင်းလက်တွေအကောင့်တွေပေါ်တင်ပါလားလက်တွေအကောင့်တွေပုံမဲ့ဆိုရင်လေဧကံမှုကြအစဉ်ပြေတာတို့ကံကောင်းတာတို့အောင်မြင်တာတို့ဂျုံရတတ်ပါ လက်ရှိလောက်ကနေထွက်မယ်တခြားလောက်ကိုပြောင်းမယ်ပြောင်းရင်ကောင်းမကောင်းဆိုရင်ကောင်းပါတယ်ဒါပေမဲ့မပြောင်းဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့ပြောင်းရင်ကောင်းမလားမကောင်းလားစဉ်းစားရင်စဉ်းစားရင်လည်းကိုကြာသာပရိသတ်သမီးတွေကကြာနေတတ်တာဖြစ်ပါတယ်ကိုယ်ပိုင်စည်းဝါးရေးလုပ်ငန်းတွေလုပ်မယ်လုပ်ရင်ကောင်းမလားမကောင်းလားကောင်းတယ်ဒါပေမဲ့တကယ်တကယ်ကြတော့လေမလုပ်ဖြစ်ဘူးလို့တော့ပြောမှာဖြစ်တယ်ဘာလို့လဲဆိုတော့ခုနကပြောသလိုပဲလုပ်ရင်ကောင်းမလားမကောင်းလားလုပ်ရင်ကောင်းမလားမကောင်းလားစဉ်းစားရင်စဉ်းစားရင်လည်း အလုပ်တွေကမလုပ်ဖြစ်ဘဲနဲ့ကြံ့ကြာနေတာမျိုးတွေဖြစ်တတ်ပါတယ်။နိုင်ငံခြားသွားရင်ကောင်းမလား။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ရင်ကောင်းမလား။နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတိုးချဲ့ရင်ကောင်းမလား။ကောင်းမလားကောင်းမလားကောင်းမလားတွေနဲ့အချိန်တွေအကန့်အသတ်မရှိကုန်နေတတ်ပါတယ်ကြာနေတတ်ပါတယ်။ကြာသာပရိသတ်သမီးတွေကိုအကြံဉာဏ်ပေးချင်တာကတော့လှုပ်ပါအေကံမှုကြောင့်အောင်မြင်မှုရတတ်ပါတယ်လို့နော်။ နဘာနေကဆူမျိုးသားချင်းနေနဲ့ပတ်သက်တယ်တလပါတဲ့ပျော်ရွှင်ရတဲ့နမိတ်ဖြစ်တယ်မိသားစုကဏ္ဍဆူမျိုးသားချင်းနေနဲ့ပတ်သက်ရင်တော့စီစီလုံးလုံးချစ်ချစ်ခင်ခင်ဖြစ်မယ်လူမှုရေးနဲ့ပတ်သက်ရင်တော့ဘုံနာဘကွန်တဲ့နမိတ်ကြတယ်ဘုံနာဘကွန်နမိတ်ကကြတော့အမှန်မှကောင်းပါလေလူချစ်လူခင်များတာတို့ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေတာတို့ကိုယ့်ရဲ့အင်ဂျူမြင့်တဲ့မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းနေနဲ့စုံစည်းရတတ်တယ်ကိုယ့်ရဲ့ စီပွားရေးလုပ်ငန်းဆောင်တာတွေမှာဒါကတော့လုံးတင်တယ်ဒါကတော့မလုံးတင်ဘူးဒါကတော့အဲ့လိုမျိုးပေါ့နော်ကောင်းမွန်တဲ့အကြံဉာဏ်တွေပေးမဲ့မိတ်ဆွေပေါင်းချင်းတငယ်ချင်းတွေစုံစည်းရတတ်ပါတယ်ရရှိသွားတတ်ပါတယ်နော်နောက်ငွေချင်းနဲ့ပတ်သက်ရေခွက်နှစ်ခွက်ကတ်ကြတယ်ဒီကလာမှာငွေတွေမြဲနေတတ်ပါလေတဲ့ဝင်စရာကြီးတဲ့ငွေတွေကလည်းချော့ချော့မမောဝင်နေတတ်ပါတယ်ရစရာကြီးတဲ့ငွေတွေကလည်းချော့ချော့မမောရရှိနေတတ်ပါတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့ အင်မတန်မှကိုစိတ်ချမ်းသာပျော်ရွှင်နေရတတ်ပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရားကတော့တွဲလောင်းသွဲခံရသူတဲ့တွဲလောင်းသွဲခံရသူဆိုတော့ဘာဖြစ်တတ်လဲဆိုတော့အဓိကလေးထိတတ်တယ်ပေါ့နော်လေးကိုသတိထားပါ။နောက်ခြေရက်တွေထုံကျင်တာနာကျင်တာကြိုက်ခွဲတာမျိုးတွေဖြစ်တတ်တယ်။အဓိကတော့အိတ်တွေအစာတွေအတော့တွေအနေထိုင်တွေကိုအထူးကယူဆိုင်တဲ့အချိန်ကာလဖြစ်ပါလေ။ နောက်တစ်ခုကတော့ပညာရေးပေါ့နော်ပညာရေးနဲ့ပတ်သက်ရင် justice တဲ့ justice ဆိုတော့ကောင်းပါလေပညာရေးကံတရာကောင်းတယ်စာမွေနှမျိုးနှစ်စာနှစ်ခုကိုတပြိုင်တည်းဖြည့်ဆို့ရတတ်ပါအခြေအနေနဲ့ပတ်သက်တဲ့ theonomy ကကြတော့ကဘာလောကတဲ့ကဘာလောကဆိုတော့အင်္ဂမကောင်းပါအဲ့တော့ရဝေးရာချစ်သူနဲ့အစဉ်ပြေတတ်တယ်ရဝေးရာချစ်သူကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်ကိုကိုရံရလည်းပဲကိုယ်နိုင်ငံသားတိုင်းပြည်တွေမှာရှိတယ်ကိုယ့်ရဲ့ချစ်သူသို့မဟုတ်ကိုယ့်ရဲ့ လင်းယောက်ျားကိုယ့်ရဲ့သို့မဟုတ်ကိုယ့်ရဲ့ဇနီးမယားတွေဟာကိုယ်လှမ်းပြီးတော့ခေါ်တာပေါ့နော်ခေါ်တဲ့အတွက်နိုင်ငံခြားသွားဖို့ကံတွေပေါ်ပေါက်နေတတ်ပါတယ်တဲ့ဒါကတော့ကျွန်တော်ဇာတာပတိသားသမီးတွေအတွက်တဲရော်နမီပတ်ကြပေးကြတာဖြစ်ပါတယ်ဇာတာပတိသားသမီးတွေအတွက်လူရင်းတူချင်းပြောရမယ်ဆိုရင်တော့လုတ်ဖြစ်အောင်လုတ်ပါလို့အကြံဉာဏ်ပေးတင်ပါတယ်ဘာပဲဖြစ်ဖြစ်ကြာပါလေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတည်တဲ့အယောင်နဲ့အနဲ့ယောင်နဲ့အဝါယောင်နဲ့ကောင်းပါလေ နောက်59အဆုံတို့9အဆာ5အဆုံစတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပဒောင်းညော့ပဒောင်းညော့ပဒောင်းညော့ငါညော့တက်လို့ပူသွားပြီးတော့တောင်းမှာအញ្ញံကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဇန္နာရရှိစေမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့အယူတော်မင်္ဂလာခြံက3နဲ့ဖုန်းနံပါတ်ကိုတဲ့ဖုန်းနံပါတ်ပြောင်းပြီးတော့3မယ်ပေါ့နော်။ဘာကြောင့်ပြောင်းသွင်းလဲဆိုရင်တော့ ဖုန်းဝင်ထွက်တွေအခက်အခဲဖြစ်လို့ပါပဲเนาะ399 692 395ဆိုတဲ့နံပါတ်ကိုပြောင်းလဲအသုံးပြုမှာဖြစ်ပါတယ်။ online ကနေပြီးတော့ဗီဒီမေးတဲ့အစီအစဉ်တွေကိုတော့ခိတ္တကနာရန်နာတာမှာဖြစ်ပါတယ်။ပတ်စံလွှဲပြီးသားသူတွေကိုတော့ကျွန်တော်တို့တာဝန်ယူပြီးတော့ host run တွေကိုပြန်လဲပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့မိစေအပေါင်းနှလုံးစိတ်ဝမ်းအေဂျင်စီပါအေဂျင်စီဖို့အတွက်အယူတော်မင်္ဂလာချမ်းနေပြီးတော့လှိုက်လိုက်လဲလဲစူတောင်းမြတ်တာပို့တာပေးပါလေနော်